ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြည့်တဲ့များလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မနေ့ညကရှင်ပြိုင်ကစားခဲ့တဲ့ယူရိုပါလိဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့စပါအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ဒါပွဲပြီး30ချက်ကိုကျွန်တော်နဲ့ဒူအားသာကလောင်ရှင်ဖြစ်တဲ့ဒီသူက30သက်ပြောဆိုပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီသူမင်္ဂလာပါဗျာမင်္ဂလာပါအကိုဟုတ်ကဲ့ပါဒါပွဲကတော့အဲဘယ်လိုပြောမလဲကျွန်တော်အမြင်ကတော့အရင်ကြည့်မကောင်းလို့ထင်တယ်ဗျာသိလားဟုတ်ကဲ့ဒါအရင်ဆုံးပေါ့နော်ဒီဒီမန်ချက်စတာယူနိုက်တက်နဲ့ဒီစပါအသင်းတို့ကဒါအရင်ဆုံး ွဲချင်နေဘူးဒါစီသူကအရင်ဆုံးစပြီးတော့ပြောပြပအောင်ဗျဟုတ်ကဲ့ဗျပွဲကတော်တော်ကြည့်မကောင်းဘူးဒါပေမဲ့တခုရှိတာပေါ့နော်အဲဒီဘောလုံးရဲ့ဒီဆူယိုးလေးတွေပေါ့ဘောလုံးပွဲတွေဆိုတာကြည့်ကောင်းမှုမဟုတ်ဘူး playing အတွက်မဟုတ်ပဲနဲ့ winning အတွက်ပေါ့နော်နိုင်ပွဲအတွက်ပဲပိုအရေးကြီးတယ်ဆိုတာမျိုးပေါ့နော်အဲ့တော့အဲ့ဒီစကားတွေကတကယ်တော့လေမှန်ကန်တယ်လို့ပြောလို့ရရပေါ့နော်အဲ့တော့ spa ကအဲ့ဒီအလုပ်ကို ဒီဘက်မှာပြပြမြင်လောက်သွားခဲ့တယ်စပါတပွဲလုံးကန်ချက်၃ချိန်ပဲရှိတယ်ကိုအောက်တဲ့ကန်ချက်၃ချိန်ပဲရှိတယ်ဒါပေမဲ့အဲ့ဒီကဲကိုအောက်တဲ့ကန်ချက်၃ချိန်ရရှိခဲ့တဲ့တလုံးလဲတော့ကိုနဲ့အနိုင်ယူသွားတယ်ပေါ့နော်အပြည့်ဒီဘလုံးပိုင်ဆိုင်မှုကိုပဲကြည့်မလားပြီးတော့ဒီ attacking သက်ဆုံးထဲမှာဒီလွှမ်းမိုးထားနိုင်မှုဆိုတဲ့ field tip ကိုပဲကြည့်မလားအရာအလုံးကဒါ28ရာခိုင်နှုန်းဝင်ချင်ပဲရှိတယ်ဒါပေမဲ့အဲ့ဒါကြီးကပွဲတစ်ပွဲရဲ့အကြီးအပါဆုံးအချက်ဖြစ်တဲ့ကိုကိုအတွက်မလုံလောက်ခဲ့ဘူးပေါ့နော်အဲ့တော့ ဒီ goal ရဖို့ပဲအရေးကြီးတယ် United ကအကြီးချားတော့အချက်လက်တွေမှာတာလုံနေပေမဲ့ goal ရဖို့အတွက်လုံလောက်တဲ့အထောက်အမှုမျိုးမလုပ်နိုင်ခဲ့ဘူးဒီ goal လောက်တဲ့အခြေအနေဆိုလို့ဒါ violent count တိုက်တာကိုဒါကိုစီဘွားနေ van der van လှလပပရှင်းထုတ်သွားတဲ့တချိန်ရယ်ပြီးတော့ပွဲပြီးကနီးနောက်ဆုံးမိနစ်ရောက်ခံနေမှာလူရှော့ကောင်းတိုက်တဲ့တချိန်ရယ်အဲ့ဒီနှစ်ချိန်လောက်ပဲရင်ခုန်စရာရှိခဲ့ပြီးတော့ကျွန်내အချိန်တွေကအတမန်အခွင့်အရေးတွေဖြစ်နေခဲ့တယ်အဲ့တော့ပြောမယ်ဆိုရင် United ဟာရှုံးဖို့ထိုက်တန်ခဲ့တယ်ဒီပွဲကို Amorin က ူစိတ်ကြိုက်လူစရင်နဲ့သူစိတ်ကြိုက်နေပြူဟာနဲ့ဒါရင်ဆိုင်ခဲ့ပြီးတော့ Anthony Cocklu ကတော့သူစိတ်ကြိုက်ဆိုတာထက် Ash Ball လို့နာမည်ကြီးတဲ့ကစားဟန်ဆိုတာထက်သူဟာဒီဘောလူပွဲကိုအနိုင်ရရှိမဲ့ formula ကိုထုတ်လာခဲ့ပြီးတော့အဲဒီအဲဒီ formula အတိုင်းပဲဒီပွဲကို ugly win လို့ကျွန်တော်တို့ channelist တွေတုံတုံကြတဲ့ ugly win မျိုးဖြစ်တယ်ဒါပေမဲ့လည်းသူဟာဖလားကိုဒါအပြန်ယူသွားခဲ့ပြီးတော့စပါးအတွက်ဒါ18နှစ်ကြာဝေးကွာနေတဲ့စုဖလားကိုရရှိခဲ့တယ်ပေါ့နော်ဒါသူ့ကိုတေချာပေါ့ congratulation လောက်ရမယ်အောင်ပွဲလည်းဖြစ်နေတယ် United ကတော့တေချာနိုင်ပွဲနဲ့လုံးဝမထိုက်တန်ခဲ့တဲ့အသင်းဖြစ်ခဲ့ပါတယ်။အဲဟုတ်ကဲ့ပါဒါပြောရမယ်ဆိုရင်တော့လေဒီပွဲမှာကျွန်တော်ရဲ့အမြင်ကတော့ဗောဒီလီးဗျာနှစ်ယောက်ရဲ့ဒါ game plan ကအော်ဒီပွဲရဲ့အဖြစ်ကိုပြောင်းလဲသွားစေခဲ့လို့မြင်နေပါတော့။အခုမှဒီ Ash ကပေါ့နော်ဒီ Spa အသင်းရဲ့သူတို့ရဲ့ဒီကစားနေကြဟန်အတိုင်းသူ့ရဲ့ဒီ ideology ပိုင်းကိုဆွန့်လွတ်ပြီးတော့ဒီပွဲကိုလက်တွေ့ကျကျချင်းကပ်ခဲ့လို့လည်းကျွန်တော်မြင်နေပြန်။အဲ့ဘောဆီသူဘလို့မြင်နေလို့မသိဘူး။ ဟုတ်ကဲ့အဲဒီအချက်ကအရင်အရေးကြီးတဲ့အချက်ပေါ့နော်အဲ့တော့ SD ကကဒီပွဲမှာမဟုတ်ဘဲနဲ့သူဟာဒီ quarter final နှစ်ပွဲနဲ့ semi final နှစ်ပွဲစလုံးကိုဒီလိုပုံစံနဲ့ကစားခဲ့တယ်။ဒီ Frankfurt အသင်းနဲ့ပွဲနှစ်ပွဲစလုံးမှာလည်းသူ့ရဲ့ဒီခံစစ်ပိုင်းကိုတော်တော်လေးအာရုံစိုက်ပြီးတော့သူဟာသူကစားနေကြသူ့ရဲ့ဝိသေသဖြစ်တဲ့ high line defense ကိုဆွန့်လွှတ်လိုက်တယ်။အဲဒီ high line မဖြစ်ဘဲနဲ့ဒီ normal line နဲ့ဒီအချင်းဒီကိုကဥဆောင်နေတဲ့အချင်းတွေဆိုရင် low block လုပ်ပလိုက်တဲ့ ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တယ်အဲ့တော့ဒါဒီပွဲမှာမဟုတ်ဘဲနဲ့ဒီတန်ခဲ့တဲ့ဒီဘလူပွဲအတွက်အရေးကြီးတဲ့ဒီအောင်ပွဲအတွက်အရေးကြီးတဲ့၅ပွဲစလုံးကို SC Gok လို့ဟာသူ့ရဲ့ Ash Ball ကိုစုပစ်ပြီးတော့ဒီ pragmatic ဖြစ်တဲ့လက်တွေ့ကျတဲ့နီလန်ကိုအသုံးပြုခဲ့တယ်အနိုင်လည်းရရှိခဲ့တယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ quarter final နှစ်ပွဲနဲ့ semi final နှစ်ပွဲကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်စပါးသင်းရဲ့ဒီရာဒီခန်စစ်အကောင်းဆုံးပွဲတွေအဖြစ်ကျွန်တော်တို့မြင်ရတယ်ဒါဒီကန်သွင်းချက်တွေအပါအဝင် expected goal ်ပေါ့နော် expected goal against လို့ခေါ်တာပေါ့နော်အဲ့ဒီပေးရတဲ့ကန်သွင်းချက်တွေရဲ့9နိုင်ချီအဲ့9နိုင်ချီက0.5 out ပဲရှိတယ်အ1တော့မရှိဘူးပေါ့နော်ဒီ frankfurt နဲ့ဒီပထမတကြောကလွဲလို့ကျန်တဲ့အပွဲတွေမှာအဲ့ဒီ no ရှိခဲ့တယ်ဒါ spy ဒီရဒီအကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့မမက်ရရပေါ့နော် liverpool အသင်းနဲ့ carling phala ပွဲတော့ဆိုရင်လေဒါ1-0နဲ့နိုင်ရရှိခဲ့တယ်ပထမအကြော်ကိုအဲ့ဒီပွဲတော့ကလည်းအဲ့လိုပဲ liverpool အသင်းကို စပါကသူတို့ကစားနေကြ ash ball မဟုတ်ဘဲနဲ့ခုနလိုမျိုး defensive position နဲ့ချင်းကပ်မှုနဲ့ကစားခဲ့တယ်အလိုရတဲ့ရတဲ့တကြော့ရရင်ဒုတိယကြော့တော့မရခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုချင်တာ ash ဟာတော်တော်လေးဒီလက်တွေ့ကြတဲ့ချင်းကပ်ပုံကိုအခုပဲမှတုံးခဲ့တယ်ပြီးတော့ကျွန်တော်တို့ United နဲ့ကွာဟာချက်ပေါ့နော်အဲ့တော့ပွဲတွေကိုချင်းကပ်တဲ့နေရာမှာအခုဝင်ခုနပြောသော game plan ပေါ့နော်အဲ့ဒီနီးပြတွေ game design လို့ပြောလို့ရှိတယ်အဲ့တော့ game design ကတော်တော်လေးအရေးပါတယ်ဒီပွဲကိုဘယ်လိုကံမလဲဆိုတော့ အဲဒီပထမအဦးဆုံးချတဲ့အဆုံးဖြတ်ချက်ပေါ့နော်အဲ့တော့ game design အောက်မှာမှာခုန tactics တွေ tactics တွေကကြတော့ကျွန်တော်တို့ဒီလူစရင်လူစရင်တွေလူတယောက်ချင်းလူတရာချထားဘူးတွေအပြင်ဘယ်နေရာမှာဘယ်လိုကစားမလဲဆိုတဲ့အသေးစိတ် plan တွေပေါ့နော်အဲ့ plan တွေတက်အပေါ်မှာရှိတဲ့အရာဖြစ်တယ်အဲ့တော့ amorian ဒီပွဲကိုသူ့ရဲ့ hand အတိုင်းသုံးလေးနှစ်တက်ကစားမယ်သူစိတ်ကြိုက်သူအကြိုက်ဆုံးဆိုတဲ့ပုံစံမျိုးဒီပွဲမှာမြင်ရတယ်လူစရင်ပွဲထုတ်မှုအရာဒါပေမဲ့သူအကြိုက်ဆုံးဆိုတာဒီပွဲကိုအနိုင်ရမယ့် formula မဟုတ်ဘူးဆိုတာကို amorian အနေနဲ့ လစ်လျှူခဲ့တယ်ပေါ့နော်ဒါကတော့ proactive နည်းပြတွေရေဆုံးဖြတ်ချက်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်တွေကဘလူပွဲနဲ့ကွတီဖြစ်နေမှာမဟုတ်ဘူး ash ကတော့ဒါသူ့ရဲ့မိနေပြီးသားလို့ပြောလို့ရတယ် ash ဘောကိုသူဆုံးဖြတ်ခဲ့တယ်ဆုံးဖြတ်ခဲ့ပြီးတော့ဒီ cancel line ကိုခဏနေထားမယ်ဘလူပွဲနဲ့ live ဖတ်တဲ့ပုံစံတွေကိုဒါအသုံးပြုခဲ့တယ်အထူးသဖြင့်ဒီခုန game design ရဲ့အောက်မှာကျွန်တော်တို့ဒီလက်ကျင်ရင်ခွင့်မှာတွတ်သွင်းတဲ့ဒီ training ပေါ့နော်အဒီနီးပြတွေပြောတဲ့စကားရဆိုတော့မှတ်သားလို့ logic ပေါ့အဲ့တော့ဒီအကြောင်းကိုမောရင်ညိုကဒါသူ့ရဲ့ ဒီဆီမီနာမှာပြောဘူးလေဒီသူ2016ဆက်ခွန်ရူပါလိဘူလူပွဲကိုအနိုင်ရရှိပြီးတဲ့နောက်ပိုင်းမှာဒီမဟာကျောင်းသားတွေအတွက်လုပ်တဲ့ဆီမီနာတခုမှာသူကအဲ့ဒီအကြောင်းရှင်းပြခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီ game design ပေါ်လာပြီးဒီပွဲကိုအနိုင်ဘယ်လိုရအောင်ကစားမလဲအဲ့တော့အဲ့ဒီတော့ဆိုရင်ဒီမော်ရင်ညိုကလောင်းဘောကစားတယ်ပြီးတော့ဒီကုကွင်းချမ်းမှာဘောလုံးမကစားဘူး high ဒီ high line နဲ့ဒီ hybridism ကိုဖိတ်ခေါ်မိမှဆိုတော့မကစားအဲ့ဒီနှစ်ချက်ကိုသူအရေးကြီးဆုံးအဖြစ်ချမှတ်ခဲ့တယ်အဲ့ဒါတွေကိုပေါ်ဆောင်မဲ့ဟာကိုလေ့ကျင့်ခွင့်မှာဒီစပြီးတော့ပေါ်တယ်အဲ့တော့အဲ့ဒါမလုပ်ဘူးမလုပ်ခင်ဒီသူဒီသူနဲ့တွေ့ခဲ့တဲ့ final is အသင်ကိုရှစ်ကြိမ်လေ့လာတယ်ပေါ့နော်အဲ့တော့အဲ့တော့မှလေ့ကျင့်ခွင့်ကြောက်တယ်လေ့ကျင့်ခွင့်ကြောက်ပြီးတော့ခုန tactics တွေပေါ်လာတယ်ပေါ့နော်အဲ့တော့ ansi cop လို့ကအဲ့ဒီပုံစံမျိုးတွေကိုဒါဒီပူလူပွဲနဲ့ကွက်တီဖြစ်မဲ့ပုံစံအသုံးပြုခဲ့တယ်အဲ့တော့ကွင်းလေကျွန်တော်တို့ကြည့်ရင်သိတယ်ပေါ့နော်ကွင်းလေမှာသူ့အနေနဲ့ဒီကွင်းလေဘခုကစားသမား၃ယောက် ကိုအသုံးပြုခဲ့တဲ့ကျွန်းနဲ့တိုက်စစ်ကစားမှာလောမတုံးအဲ့တော့ဒါဟာ immediate man ကနေဆုံးဖြတ်ချက်ဖြစ်တယ်ဘာလို့လဲဆိုတော့ Spartan ရဲ့ chance creator အများဆုံးကစားသမား၂ယောက်ဖြစ်တဲ့ Kulusevski နဲ့ Madison အဒီပွဲကိုတန်ရာကြောင့်လွှဲချော်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့လိုအခြေအနေမှာသူ့အနေနဲ့သူ့မှာရှိတဲ့ option တွေလည်းအကောင်းဆုံး option တိုက်စစ်ကိုသူကစားဖို့ဆွန့်ပြစ်လိုက်ပြီးတော့ခန်းစစ်ကိုပူမောင်းအတွက်ခုန၃ယောက်ကိုအသုံးပြုခဲ့တဲ့အခါမှာအခုလိုမျိုးလိုအပ်တဲ့ကြတဲ့ဖတ်ပေါ်လာတယ်။တချို့အစိပ်ပိုင်းတွေကတော့ပွဲထဲမှာကစားသမားတွေလှုပ်သွားတာပေါ့နော်။ဥပမာအချိန်ဆွဲတာတွေပြီးတော့ United ကစားသမားတွေကိုစိတ် လွင့်ပါအောင်လုပ်တာ၄အပြီးတော့ဒီပွဲတံပူကိုနီးမျိုးစုံနဲ့ပေါ့နော်နီးမျိုးစုံနဲ့ဆိုတာဥမာ racialism တို့စာသမားမျိုးကပြဿနာလိုက်ရှာနေတာပေါ့နော်ဒါမဲ့ဒါအတင်းရဲ့ဒီ tactics တွေကတချို့ကတော့ dandy ဖြစ်တဲ့ tactics attack ဖြစ်တဲ့ tactics တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးတုံးသွားခဲ့တယ်ပြောမယ်ဆိုရင်တော့ဒီရင်ကျက်မှုချင်းဒီပွဲကိုချင်းကက်တဲ့ပုံစံချင်းကွာဟမှုကြောင့်ဒီရလက်ထပ်ပေါ်လာတယ်လို့သုံးသပ်ရပါလိမ့်မယ်ဟုတ်ပါတယ်ဟိုကအဓိကကတော့လေဒီ Manchester United ကဒါလူစင်းထွက်လာတော့ကျွန်တော်ဆိုတော့တော်တော်လေးအံ့ဩခဲ့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ ယူရိုပါလိပြိုင်ပွဲတောက်လျှောက်မှာဒါပုံစံကောင်းရနေတဲ့အခင်းအကျင်းကိုအမိုရင်ကဒီဘက်မှာဖျက်ပလိုက်တယ်လို့ကျွန်တော်မြင်တယ်ပြောမယ်ဆိုလူရှော့ကိုထည့်တယ်အဲနောက်ပြီးတော့ဟိုမီဆယ်မောက်ကိုတိုက်စစ်မှာတုံးတယ်ပေါ့နော်ဒါပြီးတော့ဒီအာမက်ဒီယာကိုတုံးတာကိုဘာမှမပြောချင်မင်းနဲ့ဒီအဲ့လူရှော့နဲ့ဒီဟိုပေါ့ဒီမီဆယ်မောက်ကိုတုံးတာတော့တော်တော်လေးအန်ဟောတယ်အဲဒီအတွက်လည်းဒါအမိုရင်ပေးဆက်လိုက်လို့တော့ကျွန်တော်မြင်တယ်ဗျအန်အန်အန်နောက်ပြီးတော့ဒါအမိုရင်နဲ့ပေါ့နော်ဒီယူရိုပါလိတောက်လျှောက်မှာဒါဟိုပုံစံကောင်းပြနေတဲ့ ီဘယ်လိုပြောမလဲသူ့ရဲ့အထိုင်ကိုဖျက်ပြီးတော့ဒီဘုတ်ချိကက်ခက်လို့လေဒီလိုမျိုးဟိုဘယ်လိုပြောမလဲဟိုသူလိုချင်တဲ့ဆွဲဆောင်မှုမျိုးမရဘူးလို့လည်းမြင်နေပြအဲ့ဒီဘိုင်းမှာရောစီသူဘယ်လိုမြင်လဲမသိဘူးအဲကျွန်တော်လည်းထပ်တူပါပဲဟိုဒီ United ပြည်သက်တော်တော်များများလည်းအဲဒီလိုမျိုးတွေးကြလိမ့်မယ်ကျွန်တော်ယူဆတယ်ပေါ့နော်ဒါကအရင်ကြီးဟိုစမ်းပြနေတဲ့ကိစ္စမဟုတ်ဘဲねဒီအခုလိုမျိုးဒီဘွဲမှာတုံးခဲ့တဲ့အထိုင်မျိုးဘယ်ဘယ်နှဘွဲမှာဘယ်နှဘွဲမှာတုံးခဲ့ဘူးလို့လေ United ကဒါယူလို့မကွာရလူရှော်ခန်စစ်ပြီးတော့ကွင်းလယ်မှာကက်စီမီရိုနဲ့ဘရူနို ကွင်းလဲအရှိမအာမတ်နဲ့မစ်ဆင်မောက်ဒီ inside forward ဒီပုံစံကိုဘယ်ဘွဲမှမသုံးခဲ့ဘူးလို့ကျွန်တော်မှတ်မိတဲ့တော့အဲ့လိုမမြင်ခဲ့ရဘူးပေါ့နော်မြင်ခဲ့ရရင်တော့မိနစ်မများဘူးဗျာတင်ကြတယ်အဲ့တော့အဲ့အဲ့လိုမျိုး set up ကြီးကိုဒီအခုလိုဘလူဘွဲကြီးမှာကောက်ပြီးတော့သုံးနိုင်မျိုးကြတော့ကျွန်တော်တို့မေကွန်ထုတ်ကိုထောက်ရမယ့်ကိစ္စဖြစ်တယ်တချို့ပြည်သက်တွေကြတော့အစပားလည်းမကောင်းဘူးပေါ့နော်ဒါတူတူပဲနိုင်သွားတာအဲ့လိုမဟုတ်ပဲねတကယ်လို့သာအမော်ရင်အနေနဲ့သူ့ရဲ့ပွဲထုတ်နေကြပုံစံအတိုင်းပေါ့နော်ဒီ defensive ဖို့ဖြစ်တဲ့ reactive ပုံဖြစ်တဲ့ပွဲထုတ်ပုံနဲ့ပွဲထုတ်မယ်ဆိုရင်ဒီပွဲရဲ့ရလဒ်ကပြောင်းသွားနိုင်တယ်စပါးလည်းကစားရပိုပြီးတော့အများကြီးခက်သွားနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ United အနေနဲ့ဒီအကွင်းလယ်မှာ Ugarte နဲ့ဒီ Casemiro ကိုသုံးတာဒါတော်တော်လေးအဆင်ပြေနေပြီခန်းစစ်ပိုင်းအရာအမြင်ပေါ့ကျွန်တော်အဲ့လိုပဲယူဆထားတယ်ပေါ့နော်ပြီးတော့ဒီခန်းစစ်ကိုသုံးရမှသုံးတဲ့အခါမှာလေ Lucio ဟာအဲဒီအမော်ရင်သဘောကျတဲ့ဒီ passing ပုံစံရှိတယ် passing ပုံစံရှိရပြီးသူရှေ့ကိုတက်လာပြီးတော့ဒီ inside forward တွေအတွက်ဒီ half space လုံးနေရတယ်သူက cross တွေ တင်ပေးနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီပုံစံကလက်ဆန်ဒရိုမာဒီနက်စ်နဲ့တော့လည်းဒါအသုံးဝင်ခဲ့တယ်အဲ့လိုလိုက်ကစားနိုင်တာလူရှော်ပေါ့နော်ယူရိုကြတော့ညာတန်ဖြစ်နေတဲ့အခါမှာအဲ့လိုမျိုးတင်ပေးလို့မရဘူးပေါ့နော်အဲ့တော့အဲ့ဒီ idea ဒါပေမဲ့အဲ့ဒါကတိုက်စစ်အတွက်ကိုအရင်အာယုံရောက်တဲ့ idea ဖြစ်သွားတယ်ပေါ့အဲ့တော့ကိုယ်အသင်ကတော့တကယ်လို့သူခုနရည်ရွယ်ထားတဲ့အတိုင်းအားလုံး gain နဲ့အလိုမျိုးအကွက်မိနေတော့တမျိုးပေါ့လေဒါပေမဲ့ gain ဆိုတဲ့နေရာမဟုတ်တဲ့အခါမှာကျွန်တော်တို့ကကိုကလိုမျိုးအာယုံရှိတိုင်းကိုကတက်လို့ညွန်ကြားတဲ့အတိုင်း ချစ်ချင်းကြီးပွဲထဲမှာအကောက်တယ်ပေါ်လာဖို့ဆိုတာမဖြစ်နိုင်ဟိုတန်တရားရှိစရာမလိုလုံးဝမဖြစ်နိုင်အဲ့လိုချစ်ချင်းကြီးအခုမှစတွဲတယ်တွဲရဖက်ကပေါ့နော်အဲ့တော့အဲ့လိုမျိုးသုံးချင်းကကျွန်တော်တို့တော်တော်လေးအနေရရှိခဲ့တယ်ပြီးတော့ဒီပုံမှန်တိုင်းအားဖြင့်ဆိုရင်ဒါဘရူနိုသုံးတယ်ကနာချိုသုံးတယ်ခွိုင်လန်သုံးတယ်ပေါ့နော်အဲ့တော့အခုမေဆင်မောင်းနဲ့အာမတ်သုံးတယ်အာမတ်ကအားကိုရမေဆင်မောင်းကလည်းဒီနေရာအတွက်အရင်လိုက်ဖက်တယ်ဒါပေမဲ့သူတို့နဲ့တွဲဖက်ကစားနေရတဲ့ဆင်မှုကခွိုင်လန်ဆိုတော့လည်းကျွန်တော်မေ့လို့မရဘူးပေါ့နော်အဲ့တော့ ခွင့်ရအများကြီးရမှာမဟုတ်ဘူး white line စီရာခွင့်ရအများကြီးရမှာပေါ့အဲ့အခါမှာနောက်ကနှစ်ယောက်ပေါ့တော်တော်လေးဒါဟိုဝင်ပြီးစီမယ်ပေါ့နော်ဝင်ပြီးစီတဲ့အခါမှာ missing mouse အတွက်ဒါတော်တော်လေးအခက်အခဲရှိတယ်သူက match return ကောင်းကောင်းရသေးတယ်ကစားမှာမဟုတ်ဘူးအာမတ်ကကြတော့ထားပါတော့ဒီရသေးမှာသူအကောင်းဆုံးရသေးတစ်ခုကိုဖျက်သန်းနေတယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေမှာဒီကစားသမားတွေအတွက်လည်းသွားပြီးတော့တိုင်ပတ်တယ်ပြီးတော့ Bruno ကို register role ကိုဒီနံပါတ်ဒီ double pivot နေရာဆွဲချလိုက်တယ်ဆွဲချလိုက်တဲ့အခါမှာ တက်တနာကစပါကခုနကျွန်တော်ရှေ့မှာတင်ပြခဲ့တဲ့ကွင်းလေ၃ယောက်ကိုဒီ defense system နဲ့ပုံစံနဲ့၃လာအဲ့ဒီခါမှာကွင်းလေအကျဉ်းချက်ကိုဒုက္ခရောက်ကုန်ပြီပေါ့နော်အဲ့တော့ဒီ consequences တွေဆက်ပြီးတော့အများကြီးဖြစ်လာခဲ့တယ်အဲ့တော့လို့မဆိုရင် amorin အနေနဲ့ तू ကဒီ proactive work ကိုတော်တော်လေးကိုသွားခဲ့လိုက်တယ်ပေါ့နော်သွားခဲ့လိုက်တဲ့အခါမှာတော့ခုနကဒီအကျိုးဆက်တွေရင်ဆိုင်ခဲ့ရပြီးတော့ဒီ family မှာဖြစ်တဲ့ဒီပွဲထွက်လူစည်ရင်ကတော်တော်လေးကိုအရေးပါခဲ့တယ်တော်တော်လေးကိုဒီပွဲရဲ့ရလက်ကိုရိုက်ခတ်မှုရှိခဲ့တယ်ပြီးတော့ဒါအပြင်ပို့ဆိုးလာတာသူ့အနေနဲ့အပြောင်းလဲရေလုပ်တဲ့အခါမှာလည်း တွန်းဆုံနေရလို့ယူဆလို့ရတယ်တွန်းဆုံနေရယူဆလို့ရတဲ့အတော့အမ်ပွဲကမျောသွားတယ်ပေါ့နော်တော်တော်လေးပြောမယ်ဆိုကျွန်တော်တို့မိနစ်45မိနစ်နဲ့မိနစ်60လောက်ကြာမှအမ်ပရိသတ်တွေတော်တော်အိတ်ငိုက်ကြလိုက်ပြီလို့ထင်တယ်ဘာအရှင်မမရှိတာအရေးပါတယ်အရှင်ဘာအရှင်မမရှိတဲ့လောက်ကိုနေခဲ့တာပေါ့နော်အဲ့အိတ်မျောနေတဲ့ပွဲရဲ့ဇက်ရှိန်အတိုင်းမှာအမော်ရင်းနဲ့လိုက်ပြီးတော့မျောနေတကယ်တော့အဲ့လိုအချိန်တွေရပွဲကိုဥပမာ United ကစားသမားတရားရောက်ကတန်ရန်အရချင်းအောင်ဆောင်ပြီးတန်ဖို့အပြောင်းလဲလုပ်ဖို့ကြိုးစားမယ်ဟာမျိုး အဲ့လိုဖြစ်ရမျိုးကိုကျွန်တော်တို့ PSG Arsenal ဘက်မှာတွေ့နိုင်တယ်။ Arsenal တန်ပိုးလေးအရန်တက်နေတဲ့အချိန်မှာ PSG ကိုသမားတွန်နာရူမာကဒဏ်ရာတကယ်အပြစ်ထန်ရမှာမဟုတ်ဘဲနဲ့သူဒဏ်ရာရကျင်အောင်ဒီနာရဲပေါ့နော်တကယ်တော့နာတော့နာပါပေါ့ဒါပေမဲ့ဒီစက္ကန့်30လောက်နာမယ့်နေရာမှာသူ20မိနစ်လောက်နာပြီးတော့ပွဲရဲ့အချိန်ကိုသူယူခဲ့တယ်။အဲ့တော့ United ဟာအဲ့လိုအချိန်မျိုးကိုသူမလုပ်နိုင်ခဲ့ဘူး။နီးပြညွန်ကြားမှုလည်းကျွန်တော်တို့မတွေ့ခဲ့ရဘူး။အခြားတစ်ဖက်မှာစပါးကကြတော့လောက distress တစ်ချိန်လုံးတန်ပိုးလေးရော့အောင်နီးမျိုးစုံနဲ့ရန်စတာအစား အပုံစံမျိုးစုံလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာဒီမှာအရန်ကွာဟာသွားတယ်ပြောမဆိုရင်အမော်ရင်ပွဲထွက်လည်းမစွန်ခဲ့တယ်လို့ပွဲအတွင်းမှာလောက်ရမယ်အပြောင်းလဲတွေလည်းသူနောက်ကျခဲ့တယ်လို့ပြောလို့ရပါတယ်ကိုအဟုတ်ကဲ့ပါဟိုကနောက်ပြီးတော့အမော်ရင်နေနဲ့ပေါ့နော်ဒီစပါအသင်းရတဲ့ creative midfielder ဒီနှစ်ယောက်မပါတဲ့ဟာကို तू ကအဲ့ဘယ်လိုပြောမလဲဒီစပါးအသင်းကိုသူ short တွက်ခဲ့ပုံရတယ်ဗျာဘာလို့လဲဆိုတော့ဒီ Bruno နဲ့ဟိုဟိုကက်စမီရိုဒါကိုင်းလန် ဟိုဟာ၃ခရဲကကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်နောက်ပြီးတော့ဒီစီတူပြောခဲ့လိုပဲဒါပွဲချိန်အတွင်းမှာသူအလှည့်ပြောင်းတွေလောက်ရမှာလောကမလုပ်ဖဲနဲ့မျောနေခဲ့တယ်အဲဥပမာကျွန်တော်ဒီကိုဘီမိုင်းနူးကိုဒါ86လောက်မှာဟိုထည့်လိုက်တဲ့ဟာကြီးကဒါတော်တော်ကြီးကိုဒါပြောစရာဖြစ်တယ်ပေါ့နော်အဲပြောစရာဖြစ်တယ်ဆိုတော့ဒီပွဲတွေပေါ့နော်ဒီပြောဟာအန်ရှ်အနေနဲ့အာဒီပွဲမှာဒါသူတို့ရဲ့ဒီခန်းစင်ဆက်ဆောင်ရတော့အတော်တော်လေးချီးကျူးရမှာပေါ့နော်ဒါစီတူအနေနဲ့ဒီပွဲအတွက်ဒီနောက်ဆုံးဟိုဗာမြန်ဖြစ်ဆိုပြောရင်းနေလေဗျ um ဒီနီးပြန်နှစ်ယောက်ကြာရေးချမ်းမှုကိုပြသခဲ့ရလို့ကျွန်တော်တို့ယူဆရပါတော့ပွဲပြီးမှာတော့ Amorian အနေနဲ့ပရိသတ်တွေအနေနဲ့ပြီးတော့ဒီအသင်းပိုင်ရှင်တွေအနေနဲ့သူ့ကိုထွက်ခွာစေချင်တယ်ဆိုရင်သူယော်ချီမယူပဲထွက်ခွာမယ်ဆိုတဲ့စကားမျိုးအထိသူပြောခဲ့တယ်ပေါ့နော်တကယ်တော့အဲ့ဒါကလည်းကျွန်တော်အမြင်ပေါ့နော်သူ့မားတယ်ပြောမှာမဟုတ်နော်ဒါပေမဲ့သူ့စိတ်ခံစားချက်တွေ emotional ဖြစ်နေရလို့ယူဆရပါတော့အဲ့တော့တောက်လျှောက်လည်း emotional ဖြစ်နေရလို့ယူဆမိတယ်အဲ့တော့ဒါကြောင့်လည်းသူ့အနေနဲ့ပြောမှာဆိုအသက်ကလည်းငယ်သေးတယ် ယ် United FPR တွေကလည်းအရင်ကြီးတယ်ပြီးတော့ပြဿနာတွေကလည်းအရင်ကြီးတဲ့အချိန်တွေမှာတော့သူ့အနေနဲ့အဲဒီလိုမျိုးအမ်မရင်ဆိုင်နိုင်အောင်ဖြစ်ခဲ့တယ်ပေါ့နော်မရင်ဆိုင်နိုင်အောင်ဖြစ်ခဲ့တယ်ဒါပေမဲ့မရင်နိုင်မရင်ဆိုင်နိုင်ခဲ့တဲ့အတွက်တော့ဒီတက်ရောက်မှုကကြီးခဲ့တာပေါ့နော်နောက်ရတဲ့ Champion League ဝင်ဝင်မရအောင်ဒါပေမဲ့အမ်ဝင်ဝင်ရလဲရှစ်ပွဲကံပြီးတော့အိမ်ပြန်ရမယ့်အခြေအနေမှာရှိပါတယ်တကယ်တော့လေဒါပေမဲ့ဒါကတပိုင်းဖြစ်ပြီးတော့ပတ်စံကြတော့ဒီဝင်ဝင်ပိုင်းမှာကြတော့အသင်းတို့အများကြီးအထောက်အကူဖြစ်နိုင်တဲ့အခါမှာတော့ဒါကတော်တော်လေးနဲ့နာခဲ့တယ်စပါတော့ကတော့တကယ်ကို အခုယူရတဲ့အောက်ွယ်လို့ပြောရလိမ့်မယ်။အဲပြီးဘူလူပွဲတွေရဲ့သဘောတဘာဝကိုကျွန်တော်တို့ထပ်ပြီးတော့တတိပေးခဲ့တယ်ပေါ့နော်။ဘူလူပွဲတွေမှာဘာအရေးကြီးရလဲ။ဒီပွဲမှာဆိုစပါးကတော်တော်လေးတော်တော်လေးကြီးရဆိုတဲ့ဘူလူပွဲတစ်ခုပါ။ပြောမယ်ဆိုရင်2016 19ဘူလူပွဲတုန်းကဒီမော်ရင်ဂျိုရဲ့အသင်းက IS ကို2-0နဲ့အနိုင်ရရှိခဲ့။အဲ့တုန်းကကြီးရတော်သေးရဲ့။ဘာလို့လဲဆိုတော့မော်ရင်ဂျိုရဲ့အသင်းကဘောလုံးပါဆိုင်မှု30%လောက်ပဲယူပြီးကစားခဲ့တယ်။ဒါပေမဲ့သူတို့ကစားတဲ့သူတို့ plan ကိုကောင်းကောင်းအလုပ်ဖြစ်တယ်။အဲ့တော့အဲ့မော်ရင်ဂျိုရဲ့အထာကို ဒါစပါတင်ရယူထားလဲဆိုကြပါစို့ပေါ့နော်စပါတင်ကအဲ့ဒီတိုင်းပဲစားခဲ့တယ်ပေါ့နော်တခြားဘက်မှာဘောလုံးမဆန်မှု80လောက်ရခဲ့တဲ့အတင်ဟိုဘက်ဒီ2016-19 IS IS ကဘောလုံးမဆန်မှုအတာရခဲ့တယ်လို့ဒီဘောလုံးကိုဟိုဖျက်ပြမှုပေးနိုင်တဲ့ဟန်နဲ့ကစားနိုင်ငယ် United ကကြတော့အဲ့လိုမဟုတ်ဘူးဘောလုံးခိုင်ထားပဲရှိတယ်ရောင်60ဖြစ်နေတာကိုကျွန်တော်တို့အများကြီးမြင်ရတယ်ပေါ့နော်အဲ့တော့ကြည်ရဆိုတဲ့ဘလူပွဲတော့ဖြစ်ခဲ့တယ်ဒါပေမဲ့စပါအတွက်ဒါတော်တော်လေးကိုအရေးပါပြီးတော့သူတို့အတွက်ပြောမယ်ဆိုရင်18နှစ်ကြာဝေးကွာနေတဲ့ စူပလာ drought ပေါ့နော်ဒါကြီးကိုအဆုံးသတ်နိုင်ခင်ဥရောပဖလားဝေးกว่าဆိုရင်နှစ်40ကျော်ပြီ41နှစ်ပြည့်တော့မယ်အချိန်နေဒါကြီးကိုအဆုံးသတ်နိုင်ခဲ့ရတော့ဒါဘုံစရာတော်တော်လေးကောင်းတယ် ash အတွက်လည်းကျွန်တော်အနေနဲ့ဒါတော်တော်လေးပျော်မိတယ်ပေါ့နော် ash ကကျွန်တော်တို့ Australia ကိုကိုစားပြုတဲ့နေပြပေါ့နော် Greek Greek လူမျိုးဖြစ်ပေမဲ့ Australia မှာကြီးပြင်းတယ်သူက AFC Pro license ရလာတာပေါ့နော် UEFA Pro license ရလာတာပေါ့အဲ့တော့ Joker Bahama Marinos အတင်းကနေ set တဲ့အတင်းကိုပြောင်းတဲ့အချိန်မှာ ဲ့ ASC Pro License နဲ့ပြောင်းခဲ့အဲ့ဒီမှာဒီ UFA အသင်းတွေကို ASC Pro License အဆင့်နဲ့ Pro License ချင်းတူပေမဲ့ဘောလုံးအခြေခံအခြေခံကွာခြားတဲ့အခါမှာ UFA ဘက်ကတန်တရားမျိုးလုံးနဲ့ကြည့်တယ်ပေါ့နော်ကြည့်ပြီးတော့ဒီလိုတွေးခဲ့တာရှိတယ်ပေါ့လေပြီးတော့အမှဒီ movement သင်တန်းမျိုးတွေပြီးတော့ဒီအထူး technical interviews တွေ possible glow အကျွန်တော်နောက်ွယ်မှာအများကြီးလုပ်ခဲ့ရတယ်တချို့အတိအကျတော့မသိပေမဲ့သတင်းတွေကတော့ကျွန်တော်ခုနပြောခဲ့တဲ့နှစ်ချက်စလောက်ကိုတော့တင်ပြရတယ်ပေါ့နော် တော့ ESC Pro License ရှိထားတယ်။သူတို့အာရှက Football Minds ရဲ့ဒီ level သူတို့ဘာလုံးနိုင်လဲဆိုတာကိုပြသနိုင်ခဲ့တယ်ဆိုတော့ဒါ Ange Postecoglou ကိုတော့တော်တော်လေးအကြီးအကြီးကျူတဲ့ခုံနဲ့ခုံယူမိတယ် United အတွက်ကတော့ဒါတော်တော်လေးစိုးရွားတဲ့ဒီရာဒီမှာအဒီကဆိုးရွားတဲ့ရာဒီကိုတော့အခု United ပြည်သက်တွေဘယ်သူမှမကြုံတွေ့ဘူးလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်။နှစ်ပေါင်းများစွာအတွင်းအဲ့လိုများစွာများစွာစံချိန်တွေကတော့ကျိုးပြက်နေရများပါပြီ ဒါပေမဲ့အခုဟာတစ်ထပ်ပြီးတော့တော်တော်လေးကိုဆိုးရွားတဲ့အခြေအနေကိုကျွန်တော်တို့ကြုံတွေ့ခဲ့ရပြီပေါ့နော်အဲ့တော့အဲ့ဒါတော့ဘယ်သူမှပြစ်တင်လို့မရပဲနဲ့အာကျွန်တော်တက်အနေနဲ့ထိုက်တဲ့တန်တန်ကိုအဲ့ဒီလိုမျိုးအဆိုးရွားဆုံးရာသီတစ်ခုကိုကြုံတွေ့ရဖို့ထိုက်တန်တဲ့အစအစရခစားသမားပြီးတော့နီးပြပြအသင်းရဲ့စီမံခန့်ခွဲမှုအားလုံးမှာတောင်းရှိတယ်အားလုံးရဲ့အမားတွေအများကြီးပါခဲ့တယ်ပေါ့နော်အဲ့တော့ဒီဘူလူဘွဲကအဲ့ဒါကို ပို့ပြီးတော့ထင်းလင်းနေရာကိုပြသခဲ့တဲ့တာတာကဖြစ်တဲ့ထိုက်တဲ့နဲ့ရှုံးသွားခဲ့တယ်စပါးကတော့ထိုက်တဲ့နဲ့ရရှိသွားခဲ့ပြီးတော့ကျွန်တော်တို့ဆောင်းမင်းအတွက်လည်းဒါဘာပဲဖြစ်သူ့ရဲ့ဒီအသင်းမှာဆက်ပြီးတော့ညှိတွင်နေတဲ့အရာအတွက်ပေါ်လာတဲ့ reward တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးလည်း United ပြည်သက်မဟုတ်တဲ့အားလုံးလည်းပျော်နေကြလိမ့်မယ်လို့ယူဆမိပါတယ်စပါးကအဲ့ဒီနိုင်ပွဲကိုရှာပြီးခဲ့တာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါဒါပွဲပြီးတော့ဗောနော်ဒါဟို CBS နဲ့ interview မှာဒါ Jane Medicine ကအမှဟိုမှဟို drawing game ဗောနော်ဟိုကျွမ်ကင်းကိုဒါပြောတဲ့စကားလေးတွေကလည်းဒါပွဲပြီးတော့ဒါအမှတ်တရလည်းဖြစ်သွားတယ်ဗောနော်ဒါပွဲလည်းနည်းနည်းဆူသွားပြီဆိုဟုတ်ကဲ့ပါစေသူအခုလိုမျိုးဒါပြည့်ပြည့်စုံစုံသုံးသက်ပေးရအတွက်သဘောင်းမှာအထူးပဲကျေးဇူးတင်ပါခင်ဗျာဟုတ်ကဲ့ပါ soccer ဟောက်ပြည့်သက်တွေလည်းကျွန်တော်တို့ရဲ့သုံးသက်နေမှုကိုအထူးပဲအားရလိမ့်မယ်လို့ပြောလင်ပါတယ်နောက်စီစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်